ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဖုံမြင်နိုင်ရေးသားထားတဲ့မောင်ဖြိုးနဲ့ဘာကြီးတို့ပြောတဲ့ဆက်ယူတစီအပိုင်း၃ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗေးနား Notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမတို့အစီအစဉ်တင်ဆက်သူဟိမန်ကူကူဖြစ်ပါရစေကျောက်နာမေကမောင်ဖြိုး ဘာကြီးတို့ခေါ်တာကတော့ဖိုးတောက်ချာတောက်လေခမောက်ရီတိပီးသားပဲလေဟုတ်တယ်မလားဒီနေ့ကျွန်တော်တို့ရွာဖုန်ကြီးကြောင့်မအလူရှိရဲ့ဗျဘာလူလဲဆိုတော့မောင်ရင်လောက်လှဲ့တဲ့အလူပေါ့ဗျအလူတကာကြီးနဲ့အလူတကမာကြီးကကျွတ်တို့ရွာပဲလေဗျအဲ့ဒီထဲမှာကျုံကြီးလေးတန်းကြော်ဖြူလေးကိုရင်တာမဏီလောင်းနေမှာပါတယ်ဗျသူ့ရောကျုပ်ကထော်ကြီးလို့ခေါ်တာပေါ့အဲ့ဒီကောင်ကငွေရင်နှကန်းကိုအရှိထွက်ပြီးတော့ငိုတာဆိုတော့ကြည်ရဆိုးရဲ့ဗျအဲ့ဒါကြောင့်လေကျုပ်ကသူ့ကိုထော်ကြီးလို့ပဲခေါ်တာလေ ။သူကအခုမှအသက်9နှစ်ကျော်ပဲရှိသေးတာဗျ။ဒီဇင်ဘာလဆိုတော့ကျောင်းတွေလည်းပိတ်တယ်လေဗျ။ဒီတော့ကျောင်းကြီးထော်ကြီးကိုရင်ဝဲရတယ်ပေါ့။ကျွတ်တို့ရွာဖះတကာကထိန်တကာမောင်ရင်လောင်းတကာဆိုရင်ဘသူတွေလည်းမမီနဲ့။ဦးမြင့်လွင်နဲ့ဒေါ်ဆွေပဲဗျ။အခုလေသူတို့သားသမီးတွေကိုရှင်ပြူရင်ကျွတ်တို့ညီကိုတယောက်ကိုပါတပါးရဲတင်ငန်းစီပေးမယ်လို့အမေကိုလာပြောသွားတယ်ဗျ။ကျုပ်အကိုကြီးကိုနိုင်ကတော့တင်ငန်းစီရမယ်ဆိုတော့ဘယ်ပြောကောင်းမလဲ။အတင်းကိုညင်းတော့တာပေါ့ဗျာ။ သူဟာရွာရဲအပြုံမှန်သမျှငန်းတဲ့အခါဂရုံးကြီးနဲ့နေရာမောင်ရှက်တယ်တယ်ဗျာ။ဒါနဲ့ပဲအမေကကျုပ်ကိုမြောက်လဲရတာပါပဲဗျာ။ကျုပ်ကလည်းဘယ်ရမလဲဗျ။ရွာရဲ့ဒိုးဘက်ဝိုင်းမှာမင်းသားဆိုလို့ကျုပ်တယောက်တည်းရှိရလေ။ဒါကြောင့်ကျုပ်လည်းညင်တော့အမေကမျက်စောင်းထိုးပြီးကျုပ်ညီထော်ကြီးပဲအလဲကျသွားတာပေါ့ဗျာ။ထော်ကြီးကတော့ညင်ခွင့်မရှိတော့ဘူးဗျာ။ကျုပ်တို့ညီကိုတော့လုံးတယောက်မှမပိုင် အလှတကဦးမြင့်လွင်တို့အားနာကြရဖြစ်ကုန်မှာပေါ့ဗျာဟုတ်ဘူးလားလူမှုရေးလေလူမှုရေးပေါ့ဟဲ့ဟဲ့ ဒါပေမဲ့ထော်ကြီးကလည်းအစာပိုင်းနည်းနည်းတော့ညင်းနေဗျ။စကလည်းကိုရင်ဘွားကမုတ်တွေအများကြီးစားရဲဆိုပြီးသူစိတ်ပါအောင် ပြောတော့မှအစားမတက်တီကောင်လက်ခံတာပေါ့ဗျာကျုပ်ကိုကြီးကတော့ပြောမနေနဲ့တော့နော်အလုတ်တကာလင်းများလာကြရအကြောင်းရှာပြီးထွက်သွားပြီဗျတကယ်ကမှအကိုကြီးအဖရာရှောင်ပြေးဖို့သာတွေးရသူပါပဲဗျာတလက်စားရမထူးပါဘူးခမားတို့ကျွတ်တို့မိသားစုမိတ်ဆက်ပေးမယ်ဗျကျုပ်ဖေရဲ့နာမည်ကဦးကြည်စိန်နဲ့အမေကတော့ထော်အေးမအကိုကြီးကြတော့နိုင်လင်းအောင်ကျုပ်ကကြတားလက်ပြည့်ဖြူအောင်ပေါ့ တရွာလုံးကတော့ကျုပ်ကိုမောင်ဖြိုးလို့ခေါ်ကြတာပေါ့ဗျာကျုပ်ကြီးလေးကတော့ကျုပ်ပြောတဲ့အတိုင်းတန်းကြော်ဖြူထော်ကြီးပေါ့ဗျာအခုတော့ကျုပ်နဲ့အကိုကြီးရာဟုကြောင့်ဂျိုင်းနူရောက်နေကြပြီဗျာကျုပ်ကတော့မင်းသားဝတ်ဆောင်ကြီးဝတ်လို့ပေါ့ဗျာကျုပ်တော်လေးတရားကျုပ်ကိုသူ့ရဲ့မိတ်ကပ်တွေလူပေးလိုက်တော့ကျုပ်ရဲ့မျက်နှာတစ်ခုလုံးဖြူပြီးတော့ပြန်နှမ်းနေရပါပဲဗျာကျုပ်ကြီးထော်ကြီးကတော့မြင်းကြီးပေါ်မှာစိန်ကျနေရပါပဲဗျာ အကိုကြီးကတော့အဖေမွေတိုက်ပုံအဖြူလေးနဲ့နှစ်ချက်တန်ရှင်မွေတွေကိုလည်းစွတ်ထားလိုက်တာမှဗျာကျုံနှခေါင်းထဲကိုဆူဆူရှက်ရှာကြီးနဲ့အနံ့ပြင်းနေရပဲဗျအဖေနဲ့မိနဲ့ကတော့အလှူသွားတဲ့ဝစ်စုံလေးကြကြနနဝစ်စံထားပြီးတင်ငန်းပရိတ်ခရအစုံနဲ့ပေါ့ဗျာအဲ့ဒီအချိန်မှာပဲအကိုကြီးကကျုပ်ကိုပြောရရဟောဟိုမှာဒုဘဝိုင်းလာနေပြီညီလေးကျုပ်ကိုကြီးအဲ့လိုပြောလိုက်တော့ကျုပ်မှာဒုဘဝိုင်းကတိမောက်လာရီမြင်ရတော့မင်းသားပေါ့ကမနေနိုင်တော့ဘူးဗျဒါနဲ့ပဲကျုပ်လည်းဒုဘဝိုင်းရှိရာပြေးလွှားသွားတာပေါ့ဗျာ သူတို့ဒိုဘတ်ဝိုင်ရဲ့နာမည်ကကြောက်ချောင်းမောင်လို့ခေါ်ရဲပြ။ဘေးမှာကောနောက်ကအပြုတ်တိုက်ကလည်းအလှမလဲခင်မှာဒိုဘတ်ဝိုင်ကိုကြည့်ပြီးအားပေးကြတာပေါ့ဗျ။ပြီးတော့ကျွတ်တို့အညာတွေမှာအလှပွဲတွေဆိုရင်တစ်ချိန်တည်းလုပ်ကြရတယ်လေ။တခြားဘရောက်ချက်၊ရုံးပင်ချက်၊ကန်တောင်အစရှိတဲ့ဒိုဘတ်ဝိုင်းတွေနဲ့အပြိုင်ဆိုင်ကျဲရမှာလေဗျ။အဲဒီအချိန်မှာပဲကျွတ်တို့ရွာရဲ့အတန်ကောင်းတဲ့ဦးမော့စ်ကြီးကကျွတ်တို့ရွာရဲ့ဒိုဘတ်ဝိုင်းတစ်ချင်းစိုးရောတာပေါ့ဗျာ။ ဦးမော့စ်လို့ခေါ်ရတာသူ့ရဲ့နှကမ်းမွေးကြီးကရုပ်ရှင်သရုပ်ဆောင်မော့စ်ရဲ့နှကမ်းမွေးနဲ့တိတ်တူလို့တရားလုံးကလည်းဦးပြော့ရဲ့နာမည်ပြောက်ပြီးဦးမော့စ်လို့ခေါ်ကြတာပေါ့ဗျာကဲကျွပြောနေရင်လည်းပဲကျုပ်တို့ကြောက်ချောင်းမောင်ဒုဘဝိုင်းရလဲအစမ်းအနေနဲ့စပြီးတီးပြီးဗျဦးမော့စ်ကြီးကလည်းစပြီးဆိုပြီးဦးမော့စ်ကြီးကလည်းကျုပ်တို့ကြောက်ချောင်းမောင်တချင်းကိုဆိုဒုဘဝိုင်းရလဲတီးတော့ကျုပ်ကလည်းဘယ်ပြောကောင်းလဲသမင်းသားဦးမိုးဝင်းတို့လိုကိုေးနေအောင်ကောက်ရတာပေါ့ဗျာဒီကြရဲကောနောက်ကိုင်းအပြိုလေးတွေရဝိုင်းကြည့်ပြီး ရွှေကားလာကြည်လားဆိုပြီးတော့ဝိုင်းမြောက်ကြတော့ကျုပ်လည်းဂျိုးနေပိုင်းတော့ပြက်လိုက်သေးတယ်ဗျကျုပ်ကလည်းဇမင်းသားတွေကတဲ့အတိုင်းတောင်ရှိပစုရမ်းပြီးကိုကနေရဗျကျုပ်တို့တရားလောကကလေးတွေရအစလူကြီးတွေပါမကြမ်းတော်တော်များများလာပြီးအားပေးကြတယ်လေဗျဘာကြီးတို့ကတော့အသက်ကြီးရောမပါဘူးပေါ့ဒီလိုနဲ့တချင်းတပုတ်လဲစုံတော့ဒုဘဝိုင်းအရှက်လိုက်တဲ့အချိန်မှာရွာလူကြီးဥတောင်းအစားပြီးအလှလှက်ဖို့အတွက်အခုလိုပဲနမတ်စင်ချရဲဗျမင်းသားမောင်ဖြိုးနဲ့ဒုဘဝိုင်းအဖွဲအားရှေ့ဆောင်ကနေနေရာယူပေးကြပါ အလူတကာကြီးနဲ့အလူတကမာကြီးအားဒိုးဘဝိုင်အနောက်ကနေနေရာယူပေးပါပြီးတော့မောင်ရင်လောင်းနေရဲ့မိဘတွေကတော့အလူတကာနဲ့အလူတကမာကြီးတို့ရဲ့နောက်ကနေတန်းစီပေးပါပြီးရင်ကိုနောက်ကိုင်းအပြူချောတတိုက်ကိုနောက်ကိုင်းအပြူချောတတိုက်ရဲ့နောက်မှာတော့မြင်းဆွဲကာလာသားတွေနဲ့မြင်းစည်းမောင်ရင်လောင်းတွေနေရာယူပြီးတော့အသက်နေပေးကြဖို့အတွက်မြစ်တရက်ခံပါရဗျာတခြားရက်ရွာမျိုးနယ်တွေကတော့အလူဘလူလှဲ့လည်းမသိဘူးဗျကျုပ်တို့ရွာကတော့အခုလိုပဲဒိုးဘဝိုင်ရှေ့ဆုံးမှာထားပြီးလှဲ့ကြတယ်ဗျဖုန်ကြီးကြောင့်အထွက်ပဲရှေ့ဆုံးကထွက်ရတာ နောက်ပိုင်းအိမ်တွေအသီးသီးရရှိမှာဖြောပြင်းနဲ့နောက်ဆုံးမှာတော့ကျုပ်တို့ဒူဘဝံပဲဘိတ်ဆုံးကြံခဲ့ရတာပေါ့ဗျာအစတော့ဥရွှေရုံနဲ့ဒုံမူပါရဲဗျာသူတို့တွေကကိုရှမ်းဘုံနဲ့မတ်တန်စင်ချိုးလေးဗျာကိုရှမ်းဘုံကဥရွှေရုံကတာတိတ်မိုက်တယ်လေပြီးတော့မတ်တန်စင်ချိုးကလည်းဒုံမူအကာကောင်းလို့လို့ကျုပ်တို့တွေကမမမိုးဆိုပြီးတော့စကြတာပေါ့ဗျာအခုတော့သူတို့ကအကတိုင်ရင်နဲ့ကိုရှမ်းဘုံကမတ်တန်စင်ချိုးခိုးပြေးသွားတယ်ဗျာကဲအခုတော့သူတို့ကောင်းမှုနဲ့ကြောက်ကြောက်သေးပဲကရတော့မှာပေါ့ဗျာဒီလိုနဲ့ ရလူကြီးဥတောင်ကအလှထွက်ဖို့အတွက် loud speaker အသံပေးလိုက်တာနဲ့ကျုပ်တို့ဒုဘဝိုင်းရပဲမြေမြန်ဆန်ဆန်ရှေ့ဆုံးကထွက်ခဲ့တာပေါ့ဗျာ။ရွာရဲအိမ်ဒီမှာလည်းလူရရအလှလှဲတာထွက်ကြည့်ကြသေးတယ်ဗျ။အော်မေးလို့ကျုပ်တို့မောင်ရင်တော့မြင်းဆဲကာလာသားရရလည်းအနောက်ကနေတန်ကြက်တွေအော်ကြသေးတယ်ဗျ။တန်ကြက်ညီညီအလှစီဆိုတဲ့စကားလည်းရှိသေးရဲ့လीဟုတ်ဘူးလား။သူတို့ကတော့ကျုပ်တို့ဒုဘဝိုင်းရပင်မလို့ခဏနားရတဲ့အချိန်မှာအော်ကြတာပေါ့ဗျာ။တန်ကြက်ဖွဲ့ရဲ့ခေါင်းဆောင်ကကျုပ်အကိုကြီးကိုနိုင်ပါပဲဗျ။ ီလိုနဲ့ကျုပ်တို့တွေဒိုးဘဝိုင်းအဖွဲကဖုန်ကြီးဝိုင်းအတွင်းအနေကြောက်ချောင်းမတခြင်းနဲ့စတင်မိတ်ဆက်ပြီးရှေ့ဆုံးအနေထွက်လာခဲ့ပြီပေါ့ဗျာခေါင်းဆောင်မင်းသားကျုပ်ကလည်းရှေ့ဆုံးအနေပန်ထရာမင်းသားမိုးဝင်းတို့လူကွေးနေအောင်ကတာပေါ့အင်းရှာထွက်ပြီးအားပေးတဲ့ခလေးလူကြီးတွေနဲ့ကုန်းနောင်ကိုင်းမပါတဲ့အပြိုတွေကလည်းဒါခုတ်တီးပြီးတော့အားပေးကြတော့ကျုပ်လည်းခြေထိုးကကွက်တင်နေဂျွန်းနေပါပြီပြစ်ပြီးကိုကတာဗျဒီလိုနဲ့ကျုပ်တို့သချင်းတပုံးနဲ့ကပြီးတော့ကိုကြီးရောတန်ချက်အဖွဲအလှဲ့ပေါ့ဗျာ တန်ကျဆိုတာအရှိယတယောက်ကအိုရအနောက်ကလူရီယာလေတိုင်မြင်ထားတဲ့အတိုင်းနဘေးကြကြထပ်လိုက်ပြီးတော့អော်ရတာဒါရောခင်ဗျားတို့သိမှာပေါ့ဗျာဒါနဲ့အကိုကြီးကပဲရှေ့ကနေတန်ကျတွေစပြီးတော့တိုင်တာပေါ့ဟေးအလှပွဲကြီးထွက်လို့လားပျော်ဖို့ရှင်ဖို့တိတ်ကောင်းတာပဲပျော်ဖို့ရှင်ဖို့တိတ်ကောင်းတာပဲအလှတကကြီးကတပိတ်လွယ်အလှတကမာကြီးပြိခရာရှေးစုံတန်းကကိုနောင်မဲကလာကြီးနဲ့ညားပါမဲကလာကြီးနဲ့ညားပါမဲဟေး နောက်ဆုံးတန်းကကိုနောင်ကိုင်းယောက်ျားမယားလို့ခန့်ငိုင်းငိုင်းယောက်ျားမယားလို့ခန့်ငိုင်းငိုင်းဟိဟိစိန်လာဟိညာလာဟေလာမောင်တို့ဝါအကိုကြီးတို့ကာလာတတိုက်ကအဲ့လိုတန်းချက်တွေအော်တော့ကိုနောင်ကိုင်းအပြူရီယာအနောက်ကိုမျက်စောင်းတချို့ထိုးနေပေါ့ဗျာဒီလိုနဲ့အကိုကြီးတို့တန်းချက်ပြီးတော့ကျုပ်တို့အဖွဲအလှဲရောက်ပြီပေါ့ဗျာဒီတခါတော့ဒိုးပတ်ဝိုင်းကမြဲမြဲဆန်ဆန်ပဲတီးလိုက်တော့ကျုပ်ကလည်းဘယ်ရမလဲတောင်ရှိကြီးကိုရမ်းပြီးကောက်ရတာပေါ့ဗျာအဲ့မှာပြဿနာဆောက်ရတာပဲပေါ့ အရှိအအိမ်ပေါက်တွေမှာထွက်ကြည့်နေကြတဲ့အပြိုတွေလည်းမြင်ရောကျုပ်ကဒုဘဝိုင်းရဲ့အရှိဝါးတပြံအကွာလောက်ထိတက်သွားခဲ့တာလေပြီးတော့ကျုပ်ကဂျုံးနေပြပြတော့ထွက်ကြည့်နေအပြိုလေးရလက်ခုပ်တီးပြီးကျုပ်ကိုအားပေးနေကြတာဗျကျုပ်ကလည်းဒီအခွင့်အရေးကိုလက်လွတ်ခံလို့ပဲဖြစ်မလဲသူတို့တွေဝိုင်းကြည့်နေတော့တောင်ရှိပစိုးကြီးရံပြီးသူတို့ရှေ့မှာကပြပြီးသူတို့ငန်းတော့အားရပါးရခံနေရပေါ့ဗျာအဲ့ဒီအချိန်မှာပဲလမ်းမထက်ကခွေးနေကြည့်တကောင်မျက်စိနောက်ပြီးရှေ့ဆုံးကကနေကျုပ်ကိုဝင်ဆွဲတော့တာပေါ့ဗျာအမလေးကဲကဲကြပါအောင်ဗျာ ကျုံလဲអော်ပြီးတောင်ရှိဤတကားကနေအနောက်ကိုပြန်လှည့်ပြီးပြေးရတာပေါ့အနောက်ကကြည့်နေအလှလှဲ့လာတဲ့လူတွေနဲ့အိမ်ထဲမှာထွက်ကြည့်နေကြတဲ့အပြုတ်တိုက်ကတော့ဟာတိုက်ပြီးကျုပ်ဖြစ်ကိုရီမောနေကြတာပေါ့ဗျာကျုံလဲကံကောင်းဗျကျုပ်ကြောက်အားလန့်အပြင်းနဲ့ချစ်ခောက်ပြီးလဲကြလို့ဆက်ပြီးမကနိုင်တော့ကျုပ်ကိုနီးစက်ရနွားလဲတစီနဲ့အိမ်ပြန်ပို့ခဲ့ကြတယ်ဗျအလူကတော့ဆက်ပြီးလှဲ့နေတော့မယ်လေ။ဒါပေမဲ့ဒိုးဘဝိုင်းကတော့မင်းသားမပါတော့ဥမော့စကြီးရပဲအရက်ဝင်နေဆက်ပြီးကရတယ်လို့ကြားရတယ်ဗျ။ ဒါကတော့ကျုပ်ရဲ့မင်းသားအကကောင်လို့ခွေးနဲ့ကြာစူးချလိုက်တဲ့ထမားရယ်ဗျကျုပ်ပြန်ကောင်းရင်တော့အဲ့ခွေးကိုလေးကွာနေကိုလိုက်ပြအောင်မယ်တင်းတော့လားဒီလိုနဲ့အလှပွဲပြီးတော့ကျုပ်ချရာအနာပြောက်တာနဲ့အပြစ်နောက်မထွက်ရဲဘူးဗျတရွာလုံးကကျုပ်အပြင်ထွက်တာနဲ့ကျုပ်ကိုခွေးဆွဲမင်းသားဆိုပြီးတော့ဝိုင်းဝန်းစနောက်နေကြရလေဗျဒီနေ့တော့ကျုပ်လည်းသူတို့စနောက်နေရကြာနေဘာဒီတုတ်စီခတ်တုတ်တုတ်ရှောက်လာခဲ့တာဗောဗျကျုပ်ကိုတွေ့ရရွာရရလူကြီးရတော့ပျော်စစ်စစ်ရှိနေပေမဲ့အဆိုးဆုံးကကိုနောက်ကိုင်းအပြူတသိမ်းနဲ့ကလေးတွေပဲပေါ့ဗျာ။ ကောနောက်ကိုင်းမက်ရွှေချောတိုက်ကတော့တန်ကြက်ခေါင်းဆောင်ကျုပ်အကိုကြီးမကျေနပ်တာနဲ့ပဲကျုပ်ကိုခွေးဆွဲမင်းသားဆိုပြီးဝိုင်းစားကြတာပေါ့ဗျာကလေးတွေကလည်းမင်းသားအကစုတ်ကိုကခိုင်းနေကြတာဒီတော့ကျုပ်လည်းရှေးဆုံးကဘာကြီးတို့အိမ်ရှိရာပြေးရတာပေါ့ဗျာအနောက်ကကလေးတွေကလည်းအားကြမခံနေဘူးမင်းသားအကကခိုင်းမှုပြေးလိုက်နေကြတော့ကျုပ်ဖြစ်ကခွေးလိုက်ခံရတယ်လို့ကလေးတွေလိုက်တာလည်းခံနေရပြန်သေးတယ်အလူပွဲမှာကျုပ်အဆက်ကွဲပြီးရဲ့နောက်ပိုင်းနောက်ထပ်အလူပွဲဆိုမင်းသားကဘူးဆလံပဲဗျာကျုပ်အတော်လေးကြောက်သွားပါပြီ ဒီလိုနဲ့ကျုပ်လည်းကလေးတွေပြေးလိုက်ရင်လည်းဘာကြီးတို့ခြံတွေပြေးဝင်ပြီးခြံကောက်အတင်းပိတ်လိုက်တာပေါ့ဗျာဒီတော့မှအဲ့ဒီကလေးစုပ်တွေပြန်လှည့်သွားကြတာဘာကြီးတို့ကတော့မကြီးပင်အောင်အင်းရှိကုပ်ပြက်ပေါ်မှာထိုင်သူ့စီလာနေတဲ့ကျုပ်အဖြစ်ကိုကြည့်ပြုံးနေတာပဲဗျာအခုလောက်ဆိုကျုပ်အဖြစ်ကိုသူ့သားသမီးရဲ့လာပြောပြလို့သူလည်းကောင်းကောင်းသိနေလောက်ပါပြီလေဒါနဲ့ပဲကျုပ်လည်းဘာကြီးတို့ထိုင်နေတဲ့ကုပ်ပြက်ကလေးပေါ်ထိုင်ချလိုက်တော့ဘာကြီးတို့ကစိတ်လေးဖွာရာရှိရင်ကျုပ်ကိုစကားစာပြီးပြောရဲဗျာ မောင်ဖြိုးနဲ့မင်းသားယူအဖြစ်ကဇယူးတက်စီမန်းညာဖိုးတေလိုမျိုးဖြစ်နေပြီရဲ့ဗျာဒီတော့ကျုပ်လည်းရောက်ရောက်ချင်းကိုဘာယီတိုပြောတဲ့စကားကြောင့်ဇယူးတက်စီမန်းညာဖိုးတေကြောင့်မေးရတာပေါ့ဗျာဒီတော့မှဘာယီတိုဟာရင်းနှီးချက်တစ်ခွက်ကိုတောင်းရင်သူစခဲ့တဲ့ဇလန်ကြောင့်ပြောပြတာပေါ့ဗျာကဲခင်ဗျားတို့လည်းဘဟုသူတရအောင်ကျုပ်ပြန်ပြီးပြောပြမယ်ဗျာဇလန်အစဒီလိုဗျာရှောက်ပင်ယူရွာကလေးဟုတ်တယ်ရှောက်ပင်ယူရွာကလေးကအရင်ဆိုရင်စံစဘာကိုပဲအထိကထားပြီးတော့စိုက်ကြတာလीအ တောင်းသူအလုပ်ကိုပဲအဓိကထားလုပ်ကိုင်ကြရင်လည်း22တိုင်းလူလူဇက်ပွဲငါပြီးပျော့ဝဲရှင်ပွဲပြုလုပ်ကြတာထုံးစံတစ်ခုလိုပဲဖြစ်နေကြတာဗျဒီလိုနဲ့တရက်မှာစေကူမျိုးဟာနာမည်ကြီးတန်ရစာဆက်ကိုငှားလိုက်တယ်ဗျအနီနာရွာရီရလည်းနမေကြီးဆက်ဖြစ်ပြီးတော့နမေကြီးမင်းသားပန်ထရာချစ်ဆွေလည်းရှိရကြလှဲရန်ကြီးနေကိုလာပြီးကြည်ကြရတာပေါ့ဗျာပြီးတော့ဒီနေ့ကဆက်ပွဲညလေရှောက်ပင်ရွာလည်းရဇက်သမင်မန်းတဲ့ကြီးပေါ်မှာလည်းတန်ရစာဆက်အဖွဲကြီးကရောက်နေခဲ့ပြီဗျာ မိုးစေးရန်ကြီးကလည်းတိတ်ကိုစီကားချက်ပြရွာရဲရဲ့ပွဲလမ်းသဖင်ဒီမှာအတိကရောင်းကြတဲ့မုတ်လင်များဈေးတဲ့တွေကလည်းပြည့်နှက်နေရပဲတဲ့ဗျမုတ်လင်များဆိုတာကတော့ခမရတို့လည်းစားဘူးကြတယ်မလားပြီးတော့ဘိန်းမုတ်မရွေစားကလေးကြော်ရင်းနဲ့မြေပဲပြုတ်ရောင်းတဲ့ဈေးတဲ့တွေကလည်းကျွတ်ကျွတ်ကိုတိုးပေါ်လေစပွဲကတညလုံးဖြော်ပြရမှာဆိုတော့ပွဲကြီးရဲ့လူတွေကလည်းတညလုံးစားဖို့အတွက်ဝဲကြရတာပေါ့ဗျဒါကလည်းပွဲလမ်းသဖင်ဒီမှာအခွင့်အရေးအပြည့်အဝအသုံးချတဲ့ဈေးတဲ့တွေရဲ့အကျိုးစီးပွားပဲမဟုတ်လား ဒါကလည်းခမရတို့မြို့ပေါ်ကလူတွေကပို့ပြီးတော့တိမှာပေါ့လေဒီလိုနဲ့ပမကြီးကစပြီးတော့တီးတယ်ဗျအဲ့နောက်နှဲဘုံစတာတွေကလည်းလိုက်ပြီးတိခတ်ရတာပေါ့ဗျအညာဇပွဲဆိုတော့မြို့ကြီးတွေလောက်တော့တူရိယာအစုံလင်းတော့ဘယ်ရှိမလဲပေါ့ဗျအဲ့မှာတက်ရစာဇတ်တပင်ရဲ့ဇတ်ဆရာခေါင်းဆောင်နေစပြီးအခုလိုပြောတယ်ဗျကဲအားပေးကြတဲ့ပရိသတ်များခမဒီတခါကျုပ်တို့ဇတ်တပင်ရဲ့ဆမင်းသားအစ်စ်ကိုအရင်ဆုံးမိတ်ဆက်ပေးပါစီ။သူကအဲ့လိုပြောပြီးတဲ့နောက်မှာပဲမင်းသားဝတ်စုံတဲ့လူတယောက်ထွက်လာခဲ့ရဲ့ဗျ။ သူကတော့ကျုပ်တို့စင့်ကူမျိုးရဲ့တဘာဝမင်းသားကလေးမန်းအညာဖိုးတေဖြစ်ပါတယ်ဗျကျုပ်ရဲ့တူလည်းတော်ပါတယ်အရေအဖျော်ပြပြီးတဲ့ခေါင်းဆောင်မင်းသားပန်ထရာချစ်စွေဟာကြောက်မိုင်မကောင်းလို့သူ့ကိုပဲအဓိကထားဖျော်ပြခိုင်းမှဖြစ်လို့သူ့ရဲ့အကာလှတို့ကိုရှူစားပေးကြပါအောင်ဗျအဲ့တော့လာကြည့်ကြရဲ့ပရိသတ်တွေအတော်လေးကိုစိတ်ပြတ်သွားကြတာရဲ့ဗျသူတို့ကနာမည်ကြီးမင်းသားပန်ထရာချစ်စွေကောင်းမယ်ဆိုပြီးအားပေးကြတာလေအခုသူမပါဘူးဆိုတော့စိတ်ပဝင်ဘဲကြပါမလဲဗျာ အဲ့ဒီအချိန်မှာပဲပမကြီးကတီးပြီးတော့ဒိုးပတ်နေတယောစရတူရိယာတန်နေတဆက်တဲ့ထွက်ပေါ်လာခဲ့တယ်လေစင်မော်မှာတော့စမင်းနာတဲ့မန်းညာဖို့တရားအစုအငူရီနဲ့ကတာဗျတကယ်လဲအတန်အကောင်းပြီကတာလဲအတော်လေးထူးကြုံဆိုပဲအစောကစိတ်ပြတ်နေရဲ့ပြိသက်တရားမှလက်ခုပ်တွေတီးပြီးအားပေးကြတာပေါ့ဗျအဲ့ဒီအချိန်မှာပဲမန်းညာဖို့တရားဂျွန်းတုံးပတ်ပြစ်ပြီးကပြလိုက်တော့ဟေးဟာအတန်ကြီးစပွဲတစ်ခုလုံးစုညံသွားတာပေါ့ဗျာ မန်းညာဖိုးတရားလဲသူ့ကိုမြှောက်ပင်အားပေးကြတော့သူလဲအတော်လေးတက်ကြလာပြီးဂျုံးနေစက်တိုက်ပစ်ပြီးကတာဗျဒီလိုနဲ့ဂျုံးနေစက်တိုက်ပစ်ကနေအရှိန်လုံပြီးတော့ဇက်ခုံဘွားကနေအောက်ကိုပြုတ်ကျသွားရတယ်ဗျအသွားမတော်တလှမ်းအစားမတော်တလုတ်အကြမတော်တသက်ဆိုတဲ့အတိုင်းပဲအောက်ကိုပြုတ်ကြတာအကြမတော်တော့ဇက်ကြီးဆောင်ပြီးဇက်ကျိုးသွားတာလေဗျဒါနဲ့ပဲဇက်ပွဲတစ်ခုလုံးရရုပ်တသေးလေးဖြစ်ကုန်ပြီးဆက်လေးပြက်ပြီးဆက်မကနိုင်မဲနဲ့မန်းညာဖိုးတေရောမြို့စေးယုံပို့ကြရတယ်ဗျဇက်ကျိုးသွားပြီလေဗျဘယ်လိုလုပ်ရှင်နိုင်မှာမလဲ နောက်ရမှာပဲမန်းညာဖိုးတီဆိုရဲသူတည်သွားတယ်ဆိုတဲ့တဲ့င်အာလုံးကြားခဲ့ရတာပေါ့ဗျာဒီလိုနဲ့ရှောက်ပင်ရိုးတရွာလုံး22တိုင်းဇက်ပွဲလုပ်တဲ့အစီအစဉ်ဆက်ပြီးမလုပ်တော့ဘူးရဲဗျတနေ့ကျတော့ရွာရဲရောက်ဖဲသမားနှစ်ယောက်တခြားရွာကိုဖဲသွားရိုက်ပြီးမနေ့3နိုင်အချိန်လောက်မှဖဲရှုံပြီးပြန်လာကြတယ်ဆိုပဲအရက်တည်းလဲတောက်ထားမှလူရရလည်းအတော်လေးကိုရိုက်ထိုးနေရတယ်ဗျာဒီလိုနဲ့ဇက်ပွဲလုပ်တဲ့ရွာလေးကကွင်းပြင်ကြီးနားအောင်လဲရောက်ရောတချင်းတန်တဲတဲကြားလဲရတယ်တဲ့ ဖိုးတေဖိုးတေမန်းညာမင်းသားမောင်ဖိုးတေရွာသားကြီးကလိုက်မယ်ဟဲ့ရွာသားကြီးကလိုက်မယ်လေတချင်းတန်ကတိုးတိုးလေးကနေတဖြည်းဖြည်းကျဲလာပြီးတော့ဖဲသမားနှစ်ယောက်ရဲ့အနောက်ထိကပ်လာတယ်ဆိုပဲသူတို့နှစ်ယောက်ကလည်းစက်သိမ်းမှုညင်းနေတဖြန်းဖြန်းနေထလာတော့မူးနေတဲ့အရှိန်လေးပြောက်ပြီးချွေးသီးချွေးပေါက်တွေဒရဇက်ကိုကြာနေရတယ်ဗျာအဲ့ဒီအချိန်မှာပဲသူတို့နောက်ကတချင်းတန်ရက်သွားပြီးခအုပ်အုပ်ချောက်ချားစရာအတန်နဲ့ကြီးအခုလိုပဲကြားလိုက်ရတာရဲ့ဗျဟေးရှေးဟပရိသတ်ကြီး မင်းသားမန်းညာဖိုးတွေကနေအောင်ကြည်အောင်လေဒီတော့မှပဲတရင်တရင်ရှောင်းနေတဲ့ဖဲသမားနှစ်ယောက်အနောက်ကိုလှည့်ကြည့်လိုက်တာရဲ့ဗျာအမလေးဗျာဘယ်ပြောကောင်းမလဲမင်းသားဝစ်စုံကြီးနဲ့တိတ်သွားတဲ့ဖိုးတွေကြည့်ရဲ့ဗျာဇက်ကြီးကလည်းတချမ်းဆောင်နေပြီးညနာတခုလောက်ကလည်းထမင်းခွန်ရဲ့မစားရဲပုံစံကြည့်လို့အာသူဘယုတ်ကြီးနဲ့ညလုံးအဆောင်ကလည်းနှီးရဲပြီးသူတို့ပြုံးပြနေရတယ်ဗျာဖေးသမားနှစ်ယောက်လည်းတောက်ထားတဲ့အရက်အရှိန်ကြီးပြေးပြီးတော့ပစိုးကိုတိုင်းပြီးရွာအတွင်းထဲကိုပြေးလိုက်ကြမှာတန်းနေတာပါပဲဗျာ ဒီလိုနဲ့ရွာတွေကိုစမင်းသားတရေကြီးဆိုပြီးအော်ရင်ပြင်းနေဖြစ်နေကြတော့တရွာလုံးဓာမီအလင်းအောင်နေနဲ့ထွက်ကြည့်ကြတာပေါ့အဲ့ဒီမှာပစိုးတိုင်းပြီးကြောက်လန့်တကြားအော်ပြင်းနေရဲ့ဖဲသမားနှစ်ယောက်ကိုတွေ့လိုက်ရတာတဲ့ဗျာပစိုးကိုတိုင်းပြီးပြင်းနေကြတော့ဆိုတော့အောက်ခံမိုးတဲ့အဲ့ဒီခက်ကပုံစံခမရတို့ဘာသာမြင်အောင်ကြည့်ပေါ့ဗျာမိုးလေလင်းရောနှစ်ယောက်စလုံးအကြောက်ဖြားပြီးဖြားတော့အတော်လေးကိုယူလိုက်ရတာဆိုပဲဒီလိုနဲ့ဖဲသမားနှစ်ယောက်လည်းအဲ့ဒီချိန်အောင်နေစပြီးတခြားရွာသွားပြီးဖဲမြိုက်တော့ဘူးတဲ့ ဖဲသမားနှစ်ယောက်အချောက်ခံထီပြီးတိတ်မကြခင်မှာနောက်ထပ်ရွာရဲကြော့တောင်းတို့လင်မြထပ်ပြီးအချောက်ခံရတယ်ဆိုပဲသူတို့လင်မြအချောက်ခံရတဲ့ပုံကဒီလိုပြသူတို့လင်မယားနှစ်ယောက်နွားလေးတစီနဲ့မြို့မှာစဘာတက်ရောက်ပြီးပြန်လာတာညဘက်မှာရွာထိပ်ကိုပြန်ရောက်တာတဲ့ဒါပေမဲ့လည်းနှစ်ယောက်စလုံးကအကြောက်လန်တော့တိတ်မရှိကြဘူးရဲ့ဗျပြီးတော့လာပြီးညဆိုတော့ပြေဝစွာတာနေတဲ့လာမင်းကြီးအလင်းအောင်ကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးရှင်းရှင်းလင်းလင်းမြင်နေရတယ်လေ ဒီလိုနဲ့သူတို့လင်မယားလဲနွားလဲမောင်းလာရင်နဲ့တချင်ရဇက်ပွဲလုပ်တဲ့ကွင်းပြင်ကြီးနောက်ရောက်တော့သွားနေရနွားရရက်သွားတယ်လေဗျအဲ့အာနဲ့ပဲနှစ်ယောက်သားအရှိုတတဲကြီးလိုက်တော့စက်ကြီးဆောင်ပြီးတော့ကြော်ပေးပြီးကွေးနေအောင်ကနေမင်းသားဝတ်စုံနဲ့လူတယောက်တွေ့လိုက်ကြတာဆိုပဲသူတို့လည်းမကြောက်တော့ဆိုပေမဲ့ခေါင်းတစ်ဖက်နေကြည့်ပြီးတော့စက်သိန်းတွေကလည်းတပြန့်ပြန့်နေကိုထလာတာတဲ့အဲ့အာနဲ့ပဲကိုကျော်သားကလည်းပိတ်ရက်မြင်းလူကိုဂရုံကရင်နဲ့လမ်းဖယ်ခိုင်းနေရဲ့ဗျ ီတော့ရှေ့ရပိတ်ရနေလူကလမ်းမဖယ်ပေးတဲ့ပြင် နောက်ကိုပြန်ပြီးလှည့်လာပြီးအခုလိုပဲဆိုလိုက်တယ်။မင်းသားဖိုးတေကကြည်သွားပါအောင်ဗျ။စကြည်တချာဆောင်းနေပြီမြက်တွင်းကြဟောက်ပတ်ဖြစ်နေရဲ့မင်းသားဝစ်စုံတဲ့လူကအဲ့လိုလဲပြောလိုက်ရောမကြောက်တတ်ဘူးဆိုရဲလင်မယားနှစ်အောင်လဲဘွားနေခုံစင်ပြီးရွာနောက်ပတ်ပြန်ပြီးပြေးလာတယ်ဗျာပြီးတော့ပနတ်မိုးလေးမှရွာရဲကသူရဲ့အိမ်ပြန်လာကြတော့နွားလည်းအိမ်ကိုပြန်ရောက်နေခဲ့ပြီလေသူတို့လင်မယားနှစ်ယောက်ကတော့အိတ်ချံစားပြီးမကြောက်တတ်ဘူးဆိုရဲခုံပုတ်တွေစွန့်လွတ်လိုက်ရတယ်ဆိုပဲ ီလိုနဲ့ရွာရဲရလူတွေတယောက်ပြီးတယောက်အချောက်ခံနေရတော့ရွာတကြီးကိုယ်တိုင်ဦးဆောင်ပြီးမန်းညာဖိုးတီတည်ခဲ့တဲ့ကွင်းပြင်ကြီးတွေကိုမန်းနဲ့ဆင်အသေးလေးထိုးပြီးပေးတရားနာဖို့ကြောင်းအောင်ဦးစင်တွေကိုပင့်ကြတာပေါ့ဗျာအဲ့ဒီချိန်ကကြောင်းထိုင်ဆရာတော်ကြီးကလည်းမရှိဘူးရဲ့ဗျာဒီလိုနဲ့ကြောင်းကဝိုင်းဦးစင်ကြီးရပဲတရားဟုတ်မယ်ဆိုပြီးမမြင်ရတဲ့ပုံကမှန်သမျှတရားနာဖို့ပင့်ဖိတ်ကြရဲဆိုပဲအဲ့လိုပင့်ဖိတ်လိုက်တဲ့ဆိုရင်ပဲနေကင်းဘက်ကြီးမှာတော့အရှိဆုံးကရေဆက်ခွက်ကင်တာတဲ့တကြီးဦးစဲမှဝင်ပြီးပူလာတယ်ဗျာ ဲ့လိုလဲဝင်ပူလိုက်တော့သကြီးဦးဆွဲမှန်တယောက်ဇကြီးတချမ်းဆောင်ပြီးအကုန်လုံးတတ်မယ်ဆိုပြီးအော်လာတယ်ဗျာပြီးတော့အားလုံးကြည့်ပြီးခုလိုထပ်ပြောသေးရတယ်ဗျာမင်းညာဖိုးတေကတော့ဘသူမှဖတ်မလို့အကုန်လုံးတတ်မယ်အခုသကြီးကိုလည်းတတ်မယ်အပူခံရတဲ့သကြီးကအဲ့လိုလဲပြောလိုက်ရောတရားဟောမဲ့ဦးစင်းလေးအတော်လေးကိုထိတ်လန့်နေအောင်ဆိုပဲရွာသားတွေကတော့ပြောမနေနဲ့တော့ဗျာထွက်ပြေးကျင်ကြပါမိမယ်လေဦးစင်းနေရှိနေတယ်ဆိုရဲအာကုန်းနဲ့ဘသူမှတော့ထွက်မပြေးကြဘူးပေါ့ဗျာ အဲ့ဒီအချိန်မှာပဲသူတို့ရဲ့အနောက်ဘက်မှာအတန်တစ်ခုကြားလိုက်ရတယ်တဲ့။တူမဖို့တေတော်ပါတော့ကွယ်လူဘွားတော်ကမင်းကမင်းသားကကျင်နေဆိုလို့ဦးကျစီစဉ်ပေးခဲ့လိုက်တာဦးချင်းစီစဉ်ပေးခဲ့မိတာကမှားသွားပါတယ်ကွယ်။အနောက်ကနေအဲ့လိုတန်ကြတော့တရားဟောဦးစင်းနေနဲ့တရားလုံးနောက်ကိုလှည့်ကြည့်လိုက်ကြတယ်ဗျ။တဲ့ရစားစောက်ဖွဲ့ကောင်းဆောင်မင်းညာဖူးတည်းဦးကြီးဖြစ်နေရတယ်ဗျာသူမျက်လုံးအစုံအားလည်းမျက်ရည်တွေစီးကြနေရတယ်ဗျာ သူဦးကြီးကိုလည်းမြင်ရောတကြီးကိုဝင်ပူထားတဲ့မန်းညာဖိုးတေဆိုတဲ့တရေကြီးအနောက်ကိုလှည့်ကြည့်ပြီးတော့အာရဘာယာကိုငုံရင်အခုလိုပဲပြောလိုက်တယ်ဗျ။ဦးကြီးဘလို့လှုပ်ပြီးရောက်လာလဲ။ကျုပ်ကိုတယောက်တည်းထားခဲ့ပြီးမှအခုမှပြန်ခေါ်ရတာလားဗျ။ကျုပ်ကိုခေါဆောင်မင်းသားဖြစ်ရမယ်ဂရိပေးပြီးတော့ဦးကြီးတို့ဆက်အဖွဲပြန်တော့ကျုပ်ကိုခေါ်မသွားကြဘူး။ကျုပ်ကျုပ်ကအဆင်မပြေလို့လားဗျ။ကျုပ်စူးစမ်းမှာပေါ့ဗျ။ကျုပ်ကိုအဆင်မပြေရနဲ့ပဲထားခဲ့တာဦးလေး။ကျုပ်ကိုမချစ်လို့ပြစ်ထားခဲ့တာမဟုတ်လား။မန်းညာဖိုးတရားအဲ့လိုပြောပြီးငိုနေတာရဲ့ဗျ။ ကွေးမြင့်ကြီးတွေအားလူတွေနဲ့စင်မောအူးစင်တွေလည်းသူတို့တူဝရီနှစ်ယောက်ကိုလွတ်လွတ်လပ်လပ်စကားပြောပေးဖို့အတွက်ရှောင်ပေးလိုက်ကြတယ်ဗျ။သူတို့တရားလုံးလည်းဘလို့လို့စိတ်ကောင်းမှမလဲ။သူတို့စက်တပင်ငားကြရလို့အခုလိုမျိုးတွေဖြစ်ခဲ့တာလေဟုတ်တယ်မလား။မင်းညာဖို့တရားအဲ့လိုပြောလိုက်ရင်ငူနေတာမြင်ရတော့သူ့ဦးကြီးဆက်ခေါင်းဆောင်လဲမျက်ရည်စားတွေကိုတုံရင်အခုလိုပဲပြောခဲ့တယ်။တူလေးတူလေးကိုဦးကြီးဘလောက်ချစ်တယ်ဆိုတာတူလေးသိတာပဲနော်။ ။ဦးကြီးရဲ့ပယောကကြောင့်တူလေးတရရဲဆိုပြီးဇက်ကိုလည်းဦးကြီးဖြတ်လိုက်ပြီးပြီးတော့တူလေးကိုဒီရောက်မှမကြွသေးဘူးတဲ့ကြလို့ဦးကြီးအတင်းပြေးလာတာပါ။မဟုတ်ဘူး။ဦးကြီးညာနေ။ဦးကြီးဇက်ထဲကိုကြပြန်လာမှကြားလို့ဇက်ပွဲဖြတ်လိုက်ပြီးပြောတာမလား။သူကဦးကြီးကိုခဏခဏကြုတ်ကိုမင်းသားထားဖို့ပြောလိုက်ဦးကြီးကစူရဲငေါက်တယ်။အခုကြုတ်မရှိတော့ဘူးဆိုတော့ဦးကြီးစိတ်ချမ်းသာနေမလား။မန်းညာဖို့တရားအဲ့လိုလေပြောရောသူ့ရဲ့ဦးကြီးအားထူးထောက်ပြီးတော့ငိုချလိုက်ပြီးသူ့တူတောင်းမှန်ရှာတယ်။တူလေးရဲ့မင်းဦးကြီးကိုခွန့်လို့ပါကွယ်။ တချေအမင်းကိုစူရဲငေါက်တယ်ဆိုတာကောင်းစေချင်လို့ပါမင်းကိုခေါင်းဆောင်မင်းသားဖြစ်ခေါ်ဖို့အတွက်ဦးကြည်လေးပန်ထရာချစ်ဆွေနဲ့အပီးတိုင်လမ်းခွဲခဲ့တာမင်းမသိဘူးမလားငေါတူလေးဦးကြည်သိချစ်တာပေါ့ဒါကြောင့်ငေါတူလေးခေါင်းဆောင်မင်းသားဖြစ်အောင်ဦးကြည်ပွဲစီစဉ်ခဲ့လို့ငေါတူလေးတည်ရတာပါကွယ်ဦးကြည်ခွန့်လို့ပါဟမ်ဦးကြည်တကယ်ပြောတာလားဟုတ်တယ်တူလေးတူလေးမရှိတော့ဦးကြည်လေးနောင်တရည်နဲ့ထပ်ပြီးအသက်မရှင်ချင်လို့စက်တပင်ဖြတ်လိုက်ပါပြီကွယ် ဒီတော့မှတကြီးကိုဝင်ပူထားတဲ့မန်းညာဖိုးတရားသူ့ဦးကြီးကိုပြေးဖက်လိုက်တယ်ရဲ့ဗျာနောက်တော့သူ့ဦးကြီးကအညဝေတဲ့အချိန်မှာတာရုခေါ်ဖို့ပြောတော့မန်းညာဖိုးတရားနောက်ဆုံးအနေနဲ့သူ့ဦးကြီးနဲ့တရားလုံးသူကပြခြင်းတည်းရလို့ဆိုရဲဗျာဒါနဲ့ပဲဦးစင်းနေမရှိရဲ့တရားဟောစင်မှာနောက်ဆုံးအနေနဲ့တက်ပြီးတော့ကာသွားသေးရတယ်ဗျာစင်မွားကနေတဲ့သူကတော့ဂျွန်းနေပါရီပြစ်ပြီးခြေကုံနဲ့ကောက်ွက်အစုံကိုကလို့ပျော်လို့ရှင်လို့ကနေရပါဗျာအားလုံးရဲ့အမြင်မှာတော့တကြီးဦးစင်းမှာကနေရပဲပေါ့ဗျာ သူ့ဦးကြီးနဲ့ရွာသားအလုံးအားလည်းမျက်ရည်စာတွေနဲ့ဝိုင်းပြီးလက်ခုပ်တီအားပေးနေကြတာဗျမန်းညာဖို့တရာတော့ပျော့ပျော့ကြီးကိုစုလိုက်ကားလိုက်နေပေါ့ဗျာဒီလိုနဲ့သူ့ပါဇက်ကတချင်းတစ်ပုတ်လဲပြီးရောကားလာရှက်လိုက်ပြီးအားလုံးနှုတ်ဆက်ပြီးတကြီးခန္ဓာကိုယ်ရီယာနေထွက်သွားရတယ်ဗျအဲ့နောက်တကြီးဦးဇေမန်တရာတတိယလာတဲ့ခါမှာတော့အကြောင်းဆောင်ရှင်းပြပြီးမန်းညာဖို့တရဲ့ဦးကြီးကိုယ်ရီယာရေစက်ချပြီးတော့အမျှဝေခဲ့တာပေါ့ဗျာ ဲ့လိုအမျှဝေပြီးနောက်တော့ကျွတ်သွားတယ်ထင်တယ်ဗျဘသူမှလည်းထပ်ပြီးတော့အချောက်မခံရတယ်လို့သူ့ရဲ့ဦးကြီးကလည်းရှောက်ပင်ရွှေရှာမှာပဲဦးစင်ရတပ်ပံဝတ်သွားတယ်ဆိုပဲဗျတခါတခါဦးစင်ဝင်နဲ့သူ့ရဲ့တူတတိယပြီးဇမင်းသားဖြစ်ချင်တဲ့စိတ်တအားယူရာကြောင့်ရွာကနေသူ့ရှိရဲ့စင်ကူးမျိုးတက်လာတဲ့အကြောင်းနဲ့သူ့တူရဲ့အကြောင်းတွေစိတ်မသက်မသာရှင်းပြလေးရှိရတယ်ဗျကဲမတော့ကြည်ဇမင်းသားယူတဲ့မန်းညာဖို့တယ်လို့အသက်တရာမနေချင်တော့မင်းလဲဆက်ယူပါကွာ ဘာအီတူကသူ့ဇလန်ဆုံတာနဲ့ရီမော်ဘီကျုပ်ကိုပြောလိုက်တာပေါ့ဗျာသူတို့ကျုပ်ကလည်းဘယ်ခံမလဲဗျငကိုရဲကကျုပ်လည်းမင်းသားကထာဝရရန်နာလိုက်ပြီဆိုတော့ခမရတို့လည်းသိရင်မလားဗျဒါနဲ့ပဲကျုပ်လည်းဘာအီတူအခုလိုပဲပြန်ပြီးပြောရတာပေါ့ဗျာကျုပ်ကမြူးပါဘူးဘာအီတူရရွာထဲမှာမင်းသားအကာကတတ်တဲ့သူဆိုလို့ကျုပ်တောက်ပဲရှိရဲဆိုတာဘာအီတူလည်းအသိပဲလေဟိဟိမဟုတ်ဘူးလားအေးပါမတော့ကြရငါလည်းလှုပ်ရှားရှိသေးတယ်နေဆောင်ပြီဆိုတော့မင်းလည်းပြန်တော့လေဘိုက်ဆိုင်ရဲ့လေလက်ကစုံပြုတ်နဲ့ငမ်းမြရဲ့အသက်တရာရှောင်စားတော့မလား အမလီတော်ပါပြီဘာကြီးတို့ရာကျွတ်တို့အရာဒီနေ့ဝတ်သားချက်တယ်ဗျဘာကြီးတို့လို့တတ်တတ်လို့ဟင်းမစားနိုင်ပါဗျာကျွတ်ကအဲ့လိုပြောတော့ဘာကြီးတို့ကရီပြီးသူ့အိမ်ထဲကိုတလှမ်းချင်းပြန်ဝင်သွားတယ်ဗျဘာကြီးတို့ကတတ်တတ်လို့ပဲစားတာလေကျွတ်ကအသားဟင်းပါမှာထမင်းအားရပါရစားရဲကောင်းဆိုတော့ဘာကြီးတို့စီတစ်ခါမှမစားဘူးလေအော်မေးလို့မေးလို့ကျွတ်ကိုအဖေနဲ့မယားစိတ်ဆိုးပြီးအဲ့ရမှချိုင်တော့ဘာကြီးတို့လက်ရစားရတာပေါ့ဗျာဒါကလေတလားဆိုရင်၃ရက်လောက်ပါပဲဟဲ့ဟဲ့ ဘိုင်းတော့လဲသူ့အိမ်နဲ့ဝင်သွားပြီဆိုတော့ကျုပ်လဲပြန်ပြီဗျာနောက်ရက်ဒီမှာပြန်လာတော့မယ်ဗျဒီလိုနဲ့ကျုပ်လဲညာအိမ်ရဝင်တော့အခုလိုစဉ်းစားမိရဲ့ဗျကျုပ်မန်းညာဖိုးတေကိုတိတ်ပြီးတော့တနာတာခမရတော့ပဲစဉ်းစားကြည့်လေသူဖြစ်ချင်တဲ့မင်းသားဖြစ်ခွင့်ရတဲ့အချိန်မှာတချင်းတပုတ်တောင်ပြီးအောင်မကလိုက်ရဘဲတိတ်သွားတာလေမဟုတ်ဘူးလားဒါပေမဲ့တယုတ်ဆောင်ယူမင်းသားယူဆက်ယူနပူတခုမှမကောင်းဘူးဆိုတာဘိုင်းတို့ပြောပြတော့ကျုပ်လဲသိလိုက်ရပြီပေါ့ဗျာဘဲရမစိုးစိတ်လွတ်ကလေးမြူးကြပေါ်တော့ကျုပ်ခမရတို့ပြောချင်နေဗျာ မဟုတ်ရင်တော့အယူလိုမီဘာကြီးတို့ပြောတယ်လို့မဲညာဖို့တယ်လို့အသက်တရာမနေပဲနဲ့တရားလိမ့်မယ်ဗျကျုပ်လည်းအဲ့လိုတွေးပြီးတော့အိတ်ဖို့အတွက်တွေးလိုက်တယ်ထိုင်မဲ့ကျုပ်လည်းဘဲညာတေချာကြည့်လိုက်သေးရဲ့ဗျတော့ကြမဲညာဖို့တယ်ဇက်ကြီးစားပြီးကျုပ်ကိုပြုံးပြနေဒုက္ခပါပဲဗျဒီလိုနဲ့ကျုပ်လည်းခေါင်းမိချုံပြီးအိတ်လိုက်တာပေါ့ဗျာအလုံးလေကောင်းမီချုံမီအိတ်ဖို့တမမင်းနဲ့နော် တော့ကြမန်းညာဖိုးတရားဇက်ကြီးဆောင်ပြီးခမရတို့အနာမှာပြုံးပြနေလိမ့်မယ်ဟောပြောရင်းဆိုရင်ခမရအိတ်နဲ့ဂရင်ဘေးမှာသူရောက်နေပြီကဲ အားလုံးအိမ်မက်လှလာမကြပါစေဗျာဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇာလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းဇာလေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်အောင်ပေးခဲ့ကြတဲ့ပရိသတ်တို့အူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေရှင်။